ငရဲငယ်၅မျိုးတည်းကတစ်မျိုးဖြစ်တဲ့ဂူထကူလဂူထကူပမစင်ဘင်းဘုံငရဲတဲ့ဒီငရဲကိုဘယ်လိုတရပါးတွေကြားရောက်တတ်တဲ့လဲဆိုရင်ကြံကြံခတ်ထန်တဲ့စိတ်နေစိတ်ထားရှိပြီးတော့သူတို့ဘာကိုတတ်ဖြတ်တတ်တဲ့ပုံကိုယ်တို့ ယေရှုကန်တတ်တဲ့ပုဂ္ဂိုလ်တို့သူတစ်ပါးယေရှုကိုချီးဖြတ်တတ်တဲ့ပုဂ္ဂိုလ်မနာလိုဝန်တို့ချင်းအိတ်တာမစရိယာများတဲ့သူတို့ဒီငရဲမှာဖြစ်ပွားခံစားရတယ်ဒီဂုထကုပ္ပမစင်ပင်ပုံငရဲမှာဝတ်ဝတ်ဆူနေတဲ့မစင်ကျင်ကြီးကျင်ငယ်တွေပြီးပြီးတော့နေတယ်နော် ပပွားဆုံးနေတဲ့မစင်ကျင်ကြီးကျင်တယ်ဒီကြီးမာလာတဲ့တွင်ကြီးထဲမှာနစ်မြုပ်ခံစားရပေတော့အဲ့မစင်ကျင်ကြီးတွင်ကျင်ငယ်တွင်နေတော့ပပွားဆုံးနေတာဒါကလည်းအဲ့ဒါမှနေဓာရီကြီးပဲလာတော့မဟုတ်ဘူးမစင်ကျင်ကြီးတွင်ကျင်ငယ်တွင်မှာဘိုးလောက်လန်းနေရှိတယ်လို့ပဲအဲ့ဒီငရဲမာလာပိန်ကုန်လေတမကြီးမာတဲ့ချွန်ထက်တဲ့ လုံသေးတွေတွားရစီပိုးလောက်လမ်းကြီးရဲ့ကြိုက်ခဲစားတောက်ချင်းကိုလည်းခံရတယ်အင်္ဂရေသားတွေဟာအမတန်စားလောင်တဲ့အခါအဲ့ဒီမစင်တွေကိုပဲစားကြရတယ်တဲ့သာသူရဲ့အကုဒ္ဒကံကြွေးပဲနော်အဲမလို့ကြံတန်းနဲ့ခတ်ထားတယ်ကိုကိုဟုတ်လားဘီငါမိုက်လာပြီတတ္တိရှိလာပြီမအောင်မင်းနဲ့ နော်မိုက်လာပြီတတ္တိစိတာတွေမအောင်မင်းနဲ့ဒီငရဲ့ရောက်မှာအဲ့ဒါမိုက်ရခြင်းရဲ့အကျိုးကိုကောင်းကောင်းသိသွားလိမ့်မယ်လူဘဝတခဏတာဘာမှမကြားတဲ့ကာလအပိုင်းခြားလေးအသက်ရွယ်ရှည်အောင်လေးဝရမန်းအရွယ်အားလျော်စွာလောက်ပိုင်းွယ်ဇာရုအာနာအားလျော်စွာကြံတန်းခတ်ထန်စွာသူများကိုနှိမ့်ဆက်နိုင်ကြတဲ့ပုံပေါ်တယ် ေဇုရှင်ကိုပြမတတ်တဲ့သူတွေထိုင်နေရင်အကုသို့ဝယ်ယူတတ်တဲ့အိတ်တာမစ္စရိယမနာလုံလုံးမှုများပြားတတ်တဲ့ပုဂ္ဂိုလ်တွေဟောဒီမရေကိုကြတတ်တယ်အဲ့ဒါကိုကိုအဲ့ဒီလိုဖြစ်နေတဲ့တရိထားစပေါ့နော်ထိုင်နေရင်အိတ်တာမစ္စရိယများမစားရမတော့ရတဲ့ဘင်းဘုံမရေကိုကြနေအောင်ပဲဗျာ